င်္ဂလာပါခင်ဗျာကျွန်တော်အခုတွေ့ဆုံမင်းမဲမဲ့သူကတော့ကြာကောင်းပါတီလို့လူတီများတဲ့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဥက္ကဋ္ဌဖြစ်ပါတယ်လက်ရှိနိုင်ငံရေးအခြေအနေပြည်တွင်းရေးနဲ့ငြိမ်းချမ်းရေးတိုင်းသားရေးတွေကိုတွေ့ဆုံမင်းမဲတက်ဆက်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီပြည်အောင်စုပေါ်လို့ Federal ပြည်အောင်စုဖြစ်ဖို့အတွက်ဖြစ်ဖို့အတွက်ဆိုရင်ဒီလိုမျိုးတွေဟိုပြည်နယ်ပြည်နယ်အသီးသီးဟိုတောင်းဆိုတာမျိုးတွေက Federal ပြည်အောင်စုဖြစ်ဖို့အတွက်နဲ့ဟိုဟိုစန့်ကျင်ဘက်လို့ပြောနိုင်မှာဒါမှမဟုတ် တခုနဲ့တခုကဘယ်လိုဆက်ဆက်နေလဲအခုတော့ဒီလိုပေးလိုက်ပြီဆိုတော့လည်းဒါမတတ်နိုင်တော့ဘူးလေအခုဒီရှီယူနစ်ကတော့လက်ခံစားနိုင်မှုပဲနောက်ပြောရဆိုကြတဲ့ခါကြတော့မှာနော်အဲ့ပြောတဲ့ဒီဒီဟာပေါ့ issue ပေါ်မှာတည်ပြီးတော့ဒါကျွန်တော်ကနော်ဒါအဲ့ရည်ထွေပြောင်းမရပါပဲလှုပ်ပေးရမှာပဲเนาะကျွန်တော်အဓိကတော့သူကလူမျိုးပေါ်ခြေခံတဲ့ဒီနေ့တတိယပြောတာဟုတ်ကဲ့เนาะအခုလူမျိုးကလည်းဟိုတော်ပြောတာက 135မျိုးပေါ့အဲ့တော့ကျွန်တော်တို့135ဒီနေဒီစောက်ပေးရမှာလားအဲ့ဒါတော့ဒါတော့ခင်ဗျာမင်းတို့ကျွန်တော်စောက်ပေးနေနေရပြည်နေဟုတ်ရပါဟုတ်ကဲ့အခုအချိန်နဲ့အဲ့လိုဖြစ်နေတာကိုဟုတ်ကဲ့အဲ့တော့135မျိုးလေးတော့ဖြစ်စေခြင်းနဲ့နောက်တော့ဟောလာဒီဟာကလည်းပေးလို့မရဘူးဖြစ်နေတယ်တစ်ပြောက်ပေးလိုက်ရင်နောက်တစ်ယောက်တော်တော်မှာပဲဟုတ်ကဲ့ဟုတ်လားကချင်မှာဒီပြဿနာလာတော့မယ်ရှားပြီမှာဖြစ်နေပြီအာကဆိုတော့ဓမ္မတိဆုံးပဲဟုတ်ကဲ့ နောက်တစ်ခုပေါ့လေအခုဒီအခုရှမ်းပြည်မှာဆိုရင်အခုဘာပဲပြောချို့နေရာမှာတိုက်ပွဲတွေပြန်ဖြစ်နေပေါ့နော်အစိုးရခေါင်းထဲမှာလည်းလက်ထက်မှာလည်းဖြစ်တယ်အခုအစိုးရတက်ထက်မှာလည်းတိုက်ပွဲတွေဖြစ်နေတနက်တန်တွေပေါက်နေပေါ့နော်ရခိုင်မှာဆိုရင်လည်းရခိုင်တပ်မတော်ကတိုက်ပွဲတွေဆင်နေရပေါ့လေအခုအဲ့အရာတွေကဒီအဲ့လိုတစ်ဖက်ကတပ်မတော်ကအဲ့လိုတိုက်ပွဲတွေဆင်နေရပေါ့အခုအစိုးရအစ်စ်ကဒီအရင်ဆိုးရခေါင်းလိုပဲဒါတွေကိုခဏခဏတိုက်ပွဲဖြစ်လိုက်ငင်းငယ်ကြီးကဟိုဆွေးနွေးလိုက်ဆိုတော့မုံလုံးစက်ကူကပ်ပြီးလဲမနေနိုင်ဘူးလားအဲ့တော့ဘယ်လိုမြင်လဲ အဲ့ဒါကြောင့်မို့ကျွန်တော်ခင်ဗျားကိုထိုင်ကြတဲ့ရင်ကျွန်တော်ပြောတယ်မလားဒီအစိုးရကတတ်မတော်တဲ့ထဲထဲဝင်ဝင်နော်နှိမ့်နေတိုင်းလုံးဝလုတ်ကိုလုတ်ရမယ်တဘွားရလူညီမှုတွေလည်းလူထားရမယ်လူထားတဲ့ဂရိကလည်းနော်ရှင်းလို့ရှိတီးရမယ်နော်ဘာလို့လဲဆိုတော့အခုဆိုလို့ရှိရင်နော် KA နဲ့တိုက်တဲ့ခါလည်းရှိတယ်ဟုတ်ကဲ့နော်အခုဆိုလို့ရှိရင်လွိုင်လန်းတောင်တန်းပေါ့လေတောင်လူမြေအနောက်ဘက်ခြမ်းလွိုင်လန်းတွေ SSB နဲ့လည်းမဟုတ်ဟုတ်ကိုစားဖားခဲ့တယ်အဲဘာလို့ ဟိုဘော SSA SSPP ရနေပြီးတော့เนาะဟို SSP SSA เนี่ยအပေါ်မှာเนาะတက်ထိန်တာအဲ့ဒါကိုပြန်မေးဖို့ဆိုတာဒါတိုက်မှုပြင်နေပြီအဲ့ဒီဒီကြားထဲမှာနောက်ပဲရခိုင်ကလည်းတိုက်နေပြီเนาะအဲ့တော့ဒီဟာတွေကတစ်ဖက်ကအစိုးရကညီညာရေးကြောမယ်เนาะတက်ကတိုက်နေမယ်ဆိုရင်ကျွန်တော်တို့ဒီညီညာရေးကိုဘယ်သူကသွားယုံကြည်တော့မှာလဲ ကိုအမီကိုကြိုက်မိတဲ့ခွေးတို့လဲနေပါဘောပြောဒီတန်မြာကြီးကဘယ်ဘယ်ပြီးတော့မှလဲโอเคအဲဆိုရင်အခုစိုးရအစ်တွေဒီငင်းငယ်လုပ်ငန်းစဉ်တွေပေါ်ဆောင်တဲ့ခါမှာအဓိကစိန်ခေါ်မှုအခက်အခဲတွေကဘာတွေဖြစ်လာနိုင်မလဲလို့ဥက္ကဋ္ဌတို့တုံးတယ်ဒီကစိန်ခေါ်မှုကတော့ဒီလိုတက်တက်ချက်ကတော့ယုံကြည်မှုမရှိရင်တော့ဒါတော့တက်နာတစ်ခုပေါ့နော်သူဒီရှောင်းကွဲရမယ်တဲ့နီးကတော့ရှင်းမလို့ရှင်တော့ဇပွဲမှာထိုင်တဲ့ဇပွဲပိုင်းမှာထိုင်တဲ့ယုံကြည်မှုတစ်ခုတော့တို့ရတော့မယ်နော် အားလုံးအတီးတီးအဖွဲ့တီးတီးကလည်း mindset တွေပြောင်းအောင်တော့မယ်အဲ့လိုမှအပေးယူမလုပ်ဘူးဆိုရင်ဇဝဲမှာမထိုင်ဘူးဆိုလို့ရှိရင်တိုင်းပြည်ကနာတဲ့နာမယ်เนาะဘာလို့ဆိုတော့ကျွန်တော်တို့ကเนาะဟိုသူတို့ကြတော့ဘာဘာယူဘာယူကြည့်လဲဆိုရင်ဟာပြီဟိုမာရမเนาะစလောမာရမစီလန်ကဘာလို့မှခဏလေးနဲ့တမိကြတွေပြုတ်တာပဲဆိုတမိစလောမာပင်လေတွေဝိုင်းနေတာကျွန်တော်တို့ကရှင်းပြောလို့ရှိရင်เนาะဟိုနိုင်ငံတတိယဝိုင်းထားတာပို့ဆိုးရတာခုနှစ်ပိုင်းနေကြတော့ဒီ ေးအစိုးရဟောင်းအုပ်ချုပ်သွားတဲ့အချိန်တုန်းကကျွန်တော်တို့က matter of dummy နဲ့ဘင်းတို့နဲ့ပတ်သက်ပြီးတော့ဒုတိယဖြစ်နေတယ်ဖြစ်မှာပေါ့ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ main committee ကိုမပိတ်နိုင်ဘူးအဲ့ဒီတင်ဘောကရှင်းလို့ရှင်အောက်ကနေပင်ဒီယူရီးယားပင်လေကိုရနေအပေါ်တက်လာတယ်နော်အပေါ်တက်လာခါတော့ဘာလို့ဆိုရင်တေးဝလာနဲ့တက်လာတယ်တင်ဘောကဘာဘီမာလာချမယ်ဆိုတော့နောက်မှာချမယ်ဘာဘီမာချမယ် ်နောက်မှနောက်မှနောက်ချပြီးဘာပြီးချတဲ့ခါကျတော့ဒီလာကိုပြန်ဖြုတ်ချနော်နောက်ပြီးတော့နော်ဒီမှာလာအလံတင်ပြီးတော့တရုတ်ပြည်ကမောင်းသွားမယ်အဲ့ဒီအဝယ်ထွက်ကဘယ်တော့မှပိတ်ဆို့နိုင်ဘူးအဲ့ဒီထွက်တဲ့နော်ပစ္စည်းတွေဘာတွေလဲဝင်တဲ့ပစ္စည်းတွေဘာတွေလဲဆိုတာကျွန်တော်လည်းမပြောမပြောရစေနဲ့ခင်ဗျားလည်းသိမှာပဲဟုတ်လားတကယ်ကိုအနေများတဲ့ဟာတွေဖြစ်နေတယ်အခုချိန်မှာအဲ့ဒါအဓိကဒီအစိုးရအသစ်အတွက်ငွေငွေလုပ်ငန်းတွေလုပ်ဖို့အတွက်အဓိကစင်ခုံမှုစင်ခုံမှုတွေ ဟိုအခက်ခဲတွေကဒီစပွဲပိုင်းမှာတွေ့ဆုံဆွေးနွေးတာမျိုးဟိုမလုပ်လို့ဆိုလို့မျိုးဆိုလို့ဆိုလို့ကျန်တာအကေဘာမှပြောတာမလုပ်လို့လည်းဟုတ်တယ်နောက်ပြီးတော့လုပ်တယ်လုပ်တင်တယ်လုပ်လဲလုပ်ရမယ်အချိန်မျိုးဖြစ်နေပြီနော်တိုက်လို့ကတော့ခင်ဗျာနောက်ရှင်းမရင်ဒီလိုအဝင်ထွက်ရှိတဲ့လမ်းမျိုးကိုမပိတ်နိုင်တွေ့တော့ခင်ဗျာဟိုဖြစ်နေဦးမှာပဲဟုတ်ကဲ့နော်ဒီပြည်တွင်းစစ်ကဖြစ်နေဦးမှာပဲဟုတ်ကဲ့ဒါ NLD အဲ့လိုခက်ခဲရှိနေတယ်ပေါ့နော်အစိုးရတည်းဆိုအငယ်တို့ဒီ SNLD ကလည်းဘာပြောဒီ60ရွေးကောက်ပွဲမှာဒုတိယအများဆုံး ် NLDP နိုင်ခဲ့တယ်ပြောရှင်ဘာပြော NLD ရဲ့မဟာမိတ်เนาะ CRP မှာလည်းပါခဲ့တယ်ဆိုတော့မဟာမိတ်ပါတီတခုအနေနဲ့ NLD ကိုဘယ်လိုကူညီဖို့ဆောင်ရွက်ဖို့စဉ်းစားထားတယ်စဉ်းစားချက်မျိုးတွေရှိလဲဒီငင်းငယ်လုပ်ငန်းစဉ်မှာကျွန်တော်တို့ကတော့အဲသူတို့ဖိတ်ခေါ်ရင်တော့ကျွန်တော်တို့ပြောမှာပေါ့ဗျာဒီတကယ်လို့များဟလားခဲရှိတယ်ဆိုရင်လည်းဒါကျွန်တော်တို့ဖွဲ့ရရှိပြီးသားပါเนาะကျွန်တော်ဟိုဟာစာသားနေရေးပြီးတော့သူတို့ကိုကျွန်တော်ပို့ပေးပါမယ်ဒီချင်းမိုရှင်ရှမ်းပြည်ရဲ့ပြန်လာချင်းမိုရှင်နီးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ရှမ်းပြည်မှာပြည်သူစစ်ပါ ဖွဲ့ပေါင်း80ဒီပြည်သူစစ်တေကိုနော်မင်းရှင်းပြလို့ရှင်ဒီဝင်ရေးခါရေးအတွက်ကျွေးရမယ်ပက်ဆံဘယ်ရလာမလဲဆိုရလဲပြင်နိုင်ဘူးအဲ့တော့အလွယ်ဆုံးအကဲအလွယ်ဆုံးဖြစ်တဲ့ဘိန်းဆိုင်တယ်နောက်ပြီးအလွယ်ဆုံးဖြစ်တဲ့မြတ်တဖက်တမင်းတွေထုတ်တယ်ဟုတ်လားကိုတောင်းနဲ့မိုးရီမိုးရီရကိုတောင်းနော်ဒီဘက်ကယူရီယာဒီဘက်ကအိန္ဒိယအဲ့ဒီမှာအဲ့ဒီပစ္စည်းတွေကဒီကက်မီကယ်တွေကဒီဂိုလင်းထရိုင်ကမှလာဆူလာရှူရီကမှလာဆူပြီးတော့ချက်ပြီးတော့ဒါ ို့နေတာပဲเนาะဒါကိုလည်းသူတို့မသိနိုင်မသားနိုင်ဘူးလေဟောလဲဆိုတော့သူတို့လည်းလှုပ်มาပဲဟုတ်လားပြီးအော်ပြည်သူစပေါင်းခုနစ်နှစ်ဖွဲ့လောက်ရှိတဲ့ကိစ္စပါဟုတ်ကဲ့သူတို့ရဲ့စာဝန်ကြီးမိသားစုတွေရဲ့စာဝန်ကြီးကဒီလိုမှမလုပ်ရင်သူလည်းငတ်ပါပဲအဲ့တော့ဒီဟာတွေကိုပပြအောင်တော့ပြောတင်တယ်သူတို့လည်းအဆင်ပြေသွားအောင်ညီညာလေးလေးရအောင်ကျွန်တော်နောက်ထပ်ကျွန်တော်ပြောရမယ်ဆိုတော့တွေ့ဆုံပြီးတော့ဆွံ့သေးပြီးတော့တိုင်ပင်ကြပါညီညာရေးရအောင်လည်းလုပ်ကြပါကျွန်တော် နော်အပြင်ပလူတွေနော်ဒီလူတော်ပြင်ပလူတွေကလည်းကျွန်တော်တိုင်းပြည်အတွက်ကြည့်ပြီးတော့ကျွန်တော်အများကြီးကျွန်တော်လုပ်ပေးလဲလုပ်ခဲ့ပြီအခုလည်းကျွန်တော်ဆက်လုပ်ပေးပါပါ SND အနေနဲ့ကတော့ဟုတ်ကဲ့နောက်နောက်တစ်ခုပေါ့လေအခုဒီအစိုးရတက်တဲ့မှာဝန်ကြီးဌာနတခုအစ်ပေါ်လာပေါ့တိုင်းရင်းသားရဲ့ဝန်ကြီးဌာနပေါ့ဆိုတော့အဲ့ပေါ်လာတဲ့ပုံမှာအငဲသဘောထားဘယ်လိုဘယ်လိုရှိလဲအာကျွန်တော်ပြောရမယ်ဆိုလို့ရှင်တော့ဒီဟာလည်းကျွန်တော်တို့ရွေးနေရလို့ပါပဲဟုတ်နော်ဟိုနိုင်တက်လို့ကတော့ဘာဖြစ်ဖြစ်သူ့အနေနဲ့ဝန်ကြီးဖြစ်လာတယ်ကျွန်တော်ဝန်တာပါတယ် ဒါမဲ့ခက်တာကဟိုသူ့အဲနောက်ဆုံးကျွန်တော်တို့ကြားလိုက်ရတဲ့တရင်ကတော့ဒီအဘဟိုဆိုးရနေပြီးတော့သူ့ဟောပေါ့ဟို policy ချပေးတာတို့ညွှန်ကြားချက်ချပေးတာတို့မရှိခဲ့ဘူးမရှိခဲ့တော့ကျသူသူ့အနေနဲ့ဒီတိုင်းသားနေရာမှာเนาะဒီတိုင်းသားဝင်ကြည့်နေတဲ့ဖြစ်ဖြစ်ပေမဲ့เนาะဘယ်လိုအနေထားမျိုးရှိတယ်ဆိုတော့လည်းသူခုထိပြောပြရင်မတွေ့ရသေးဘူး အရေးတဲ့ကျွန်တော်တို့ဒါတိုင်းနယ်ပြည်နယ်အလိုက်ကလည်းဒါတိုင်းနယ်ကိုစည်ရည်ဝင်ကြီးရှိနေဟုတ်ကဲ့အဲ့တော့ तू ကဒီတိုင်းသားတွေပဲကြည်လာငယ်လားတော့ကျွန်တော်မသိဘူးเนาะဒီတိုင်းသားတွေဒီဆက်နေတဲ့ပုံလေကျွန်တော်ဘာမှမသိရသေးဘူးအဲ့ဒါတော့ခင်ဗျားရှင်းပြရင်တော့အချိန်တစ်ခုရောက်လာရင်တော့ပြည်ပြင်ပြတ်လိမ့်မယ်ထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါတခုပေါ့နောက်တခုကဒီအငယ်တို့ဒီ SND ပေါ့ညီလာခံလုတ်ခဲ့တယ်ပေါ့ဒီကြောင်မဲမှာပေါ့လေဒါပြီးခဲ့တဲ့ရပိုင်းကပဲပြီးသွားဆိုအဲ့ညီလာခံမှာဒီဂျင်ဂျာချက်ထုတ်ထားတယ်မှာပါတယ်ပေါ့လေဆိုတော့ဒီ ပြောင်ပြောင်စုပြည်နယ်စဉ်အစိုးရအဖွဲ့တွေပါဝင်ဆောင်ရွက်ဖို့နိုင်ငံရေးသဘောတူညီချက်ရတဲ့အထိညှိနှိုင်းဆောင်ရွက်တာမလုပ်နိုင်ဘူးလို့ဖော်ပြထားတယ်ပေါ့လေဒီ statement မှာကြေညာချက်မှာဆိုတော့အဲ့တော့ဒီပြောင်စုစဉ်ပြည်နယ်စဉ်အစိုးရအဖွဲ့တွေမှာပါဝင်ဆောင်ရွက်ဖို့နိုင်ငံရေးသဘောတူညီချက်ရတဲ့အထိညှိနှိုင်းတာမရှိဘူးဆိုတော့နိုင်ငံရေးသဘောတူညီချက်ဆိုတာဘယ်အောင်ဆိုလိုတာခင်ဗျာနိုင်ငံရေးသဘောတူညီချက်ကအစိုးရတစ်ခုက policy ကပါလေကျွန်တော်တို့ policy ကပါလေညှိပြီးမှဒါလေကျွန်တော်က ့သူ့သူ့ဆိုအစိုးရလည်းဝင်လို့မှာပေါ့ဟုတ်ကဲ့အခုကကျွန်တော်လည်းမညီပဲတော့ရော့ဒါယူဆိုရင်တော့ဒီလိုပြလိုက်ရတော့ကျွန်တော်ကဘူးမတီဘာမတီဝင်သွားလို့လည်းမဖြစ်ပြဘူးကြာကျွန်တော်ကမူနဲ့ကျွန်တော်နေခဲ့တာကိုကျွန်တော်ကမူကနှစ်ပေါင်းဟာ20ကိုနီရှိလာပြီ။ဟုတ်ကဲ့။အဲ့ဒီမူနဲ့ကျွန်တော်တို့ကတော့ရှင်းမရင်ဟလာစစ်မနဲ့ဖေဗရီပြီတော်စုလို့ဒန်းတူကြီးလေကိုပဲပြတော့ကွင်းလို့ပါတဲ့တော့မူပြိုးကျွန်တော်ကမတက်ခါမှာ။ကျွန်တော်တို့ကဝင်းကြီးဝင်းကြီးဖြစ်ဖို့နော်ဟိုပြီတော်စုဝင်းကြီးဖြစ်ဖို့ပြည်နယ်ဝင်းကြီးဖြစ်ဖို့မဟုတ်ဘူး။ ကျွန်တော်နော်ဒီရှာတရားလူတွေဟာလာရှင်းတော့ရှင်အေးအေးဆေးဆေးနေနေအောင်နော်နင်းကြရင်လည်းအများရအောင်ကျွန်တော်ကတွန်းပို့ပါပဲလေဟုတ်ကဲ့အဲ့ဒါဆိုရင်ဒါသူတို့ကဒီရုပ်ကွယ်ပီကာလာမှာဒီအစိုးရဖွဲ့ဖွဲ့တဲ့ခါမှာအငယ်တို့ကန်လန်းတော်ရှိအငယ်တို့ကလက်မခံခဲ့တာပေါ့ဒီနီးနေရာဆိုတာဗျာဟိုကတော့ ဟိုတယောက်ပဲကမ်းလမ်းတာပေါ့ဟုတ်ကဲ့တယောက်ပဲကမ်းလမ်းပြီးတော့တယောက်သွားတော့ကမ်းလမ်းပြီးတော့ဘယ်လိုလုံးလို့ရမလဲဘယ်လိုနေရာမျိုးကမ်းလမ်းတာလဲအဲအဲနေရာတော့သူမပြောဘူးဒါပေမဲ့နောက်ဆုံးကျတော့ဟိုပါပဲဖြစ်တယ်နောက်ဆုံးကျတော့ပြည်တော်စုဝင်းကြီးပေါ့ပြောင်းစုနောက်ဆုံးကျတော့ကျွန်တော်ကဒါကိုကျွန်တော်လက်မခံလိုက်ဘူးโอเคကျွန်တော်ကြားအပြင်မှာကြားတာပေါ့လေဒီပြောင်းစုဝင်ကြီးကဲလို့ပေါ့အငယ်တော့လက်မခံဘူးဒါပေမဲ့ပြီးအငယ်တော့ပြီးနေဝင်ကြီးချုပ်ဟိုယာတို့မျိုးကိုတောင်းဆိုရဆိုတာမျိုးလေအပြင်မှာတရင်တွေထွက်တယ်အဲ့ပုံမှာဘယ်လိုပြောချင်ပါလဲဟုတ်ပါတယ်အဲ့ဒါ ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကပြောရတဲ့ပြည်နယ်ကျွန်တော်ပြည်တော်စုဝင်ကြီးတော့ကျွန်တော်တို့မကြီးတော့ဘူးเนาะဒါပေမဲ့ဖြစ်နေလို့ရှိရင်ကျွန်တော်တို့เนาะကျွန်တော်ရှမ်းပြည်ကျွန်တော်အများဆုံးနိုင်ခဲ့တာကိုကျွန်တော်တိုင်းသားတွေနဲ့เนาะတကယ်ဘလို့ဒီဒုတိယမှာတကယ်ပြောကျွန်တော်တို့ပေါ့လေအဲ့တော့ကျွန်တော်တို့ရှမ်းပြည်ကိုပေးအုပ်ချုပ်ကိုပေးပါဆိုတော့မပေးနိုင်ဘူးတဲ့ဒုတိယပဲပေးနိုင်တယ်တဲ့โอเคเนาะဟောဒီလားဒီကိစ္စမျိုးကရခိုင်ပဲပါလေတော့ဖြစ်တယ်အဲ့တော့အုပ်ချုပ်ခွင့်ပေးရလို့ရှိရင်ဒီ ဒီကျွန်တော်တို့ဒီဟိုဒီလိုလက်နက်ကန်ဖွဲ့စည်းတဲ့ဆွေးနွေးတဲ့အခါတော့စကားပြောတဲ့အခါဒါပြရုပ်ပဲတကောင်းဟာနော်ဘယ်လိုရှိပါလားနော်ဟို तू ကနိုင်ငံတိုင်းသားရေတော့ဥစားပေးတယ်ဆိုတဲ့ဟာမျိုးကအမြင်ကတော့ဝင်လာပါပဲအခုကမဟုတ်ဘူးဆက်လေးခုလုံးတော့တင်းလိုက်တော့ကျွန်တော်လည်းအားမမပြောနိုင်ပါဘူးလေဟုတ်ကဲ့ဒီပြီးခဲ့တဲ့ယူကပွဲမှာဒီရခဲ့တဲ့ဒီသင်ကန်းစာနဲ့ဒီနောင်အတွက်အငယ်တို့အခု 2020ရုပ်ကွက်တွေပြင်ဆင်နေရဲဆိုတာမျိုးလည်းပြောတာရှိရဲဆိုတော့အဲ့တော့ဒီသင်ခန်းစာနဲ့အခုပြင်ဆင်တဲ့ပိုင်းကဘာတွေလုပ်နေပြီလဲကျွန်တော်ကတော့အခုကနိုင်အခုလူလူလည်းတည်လာပြီလေဟိုလူမျိုးပေါ်မိတည်ပြီးတော့ပါတီမခွဲရဘူးပေါ့အခုတော့လူမျိုးပေါ်မိတည်ပြီးတော့နော်ဆိုတော့မခွဲပဲနဲ့နော်ဟုတ်လားဒါဝင်ပြီးတဲ့ခါကျတော့ဘလို့မှတိုင်းသားတွေကသူ့ကိုရှိမယ်ကိုတူလူချင်းတဲ့အစိုးရမျိုးကမလုပ်မရဘူးဖြစ်သွားတယ်နော်ပေးလိုက်တယ်ဒါပေမဲ့ ရှင်းပြောလို့ရှိရင်ရတာကနေနေတယ်သူပြီးရင်ငါပါတီကတွဲပြီးတော့ဒါတပါတီဖွဲ့မယ်ကြားမှလည်းတူရမှာမနိုင်ဘူးဖွဲ့ရတော့မယ်နော်ချင်းမှလည်းတစ်ဖွဲ့မှမနိုင်ဘူးကြာရှင်းခွနပါတီလည်းဖွဲ့ရတော့မယ်နော်အချင်းပါလေရှင်းလို့ရှိရင်နော်အချင်းပါတီတွေရှိတယ်ဒါပေမဲ့ဆိုကဖွင့်လို့မရဘူးအဲ့တော့အချင်းပါတီလည်းပေါင်းပြီးတော့တပါတီတပါတီလည်းဖြစ်အောင်လုပ်ပြီးတော့ဟလာတော့မှရမယ်ဆိုတဲ့နော်ဟိုက သင်ခန်းစာတွေကိုတွေးကုန်ပြီးတော့အသိဉာဏ်ကိုဝယ်လာပြီဝယ်လာတဲ့အခါကျဆိုရှင်ကျွန်တော်တို့အားလုံးကတော့တိုင်းသားတွေအားလုံးကတော့ကိုအင်ဟာအရှိဆုံးเนาะဟိုဟာတိုင်းသားပါတီအနေနဲ့ဖွဲ့ပြီးတော့အဲတစ်ထောက်ရှင်းပါရဲ့ကထောင်းနဲ့နဆယ်ပါတို့ဟိုရုပ်ပွဲဝင်ပါမယ်။ဟုတ်ကဲ့အဲဆိုအငငယ်ကဒီရှမ်းပြည်တမှာရှိတဲ့ရှမ်းပါတီတွေကိုတက်နေတော့စူးစီးပြီးတော့စူးစီးပြီးတော့မှတခုလေးပြောင်းလုပ်ပြီးတော့မှဟုတ်ကဲ့ဝင်မယ်ဆိုတဲ့သဘောမျိုးပေါ့။ဟုတ်ကဲ့မှန်ပါတယ်။ဟုတ်ကဲ့။ဟိုနောက်တစ်ခုစူးစောင်းတဲ့ဟိုဟို တခုနဲ့ဖြစ်အောင်လုပ်ဖို့နေရာလဲအရင်လုပ်လို့မရဘူးဟုတ်ကဲ့ဥမာအဲဒီရခိုင်ကိစ္စကိုကြည့်ဟုတ်ကဲ့ AMB လောက်တယ်ဟုတ်ကဲ့ကျွန်တော်လည်းရှိမှရှိပါလိမ့်ချို့ပါပါပါဒီဒီမချပါပါဒီစီတော့ကျွန်တော်ကတော့မပေါင်းနိုင်ဘူးဘယ်တော့ပဲပေါင်းရမှာဘူးကျွန်တော်မပေါင်းဘူးဘာလို့မူတူမှဗျာဟုတ်ကဲ့မူတူမှရှင်းလို့ရှင်ခိုင်ရဲ့ရင်တူမှအလုပ်အလုပ်လုပ်နေမှာဟုတ်ကဲ့မူမတူပဲတော့ပေါက်လဲကွဲပြက်ကုန်မှာပဲဟုတ်ကဲ့တချို့မူလေးတွေလည်းကျွန်တော်ရှင်းပြပါမတူတဲ့ မူလေးတွေပေါ့အဓိကကျွန်တော်တို့က၈ယူနစ်မူ၈ယူနစ်မူကိုကက၃၄နှစ်၄၄ယူနစ်မူအဲ့ဒါပါကြီးကျယ်ကွဲလာပဲလေဟုတ်ကဲ့၈၄နှစ်မူတဲ့တို့ဒီ federal system ကိုဘယ်လိုဒီဆောက်နိုင်မလဲဆိုတော့ကျွန်တော်နားမလည်ဘူးဟုတ်ကဲ့ဟုတ်ကဲ့တခုတခုမေးနေတာပေါ့လေဒါပြန်ကောက်လို့ရှိရင်ဒီပြီးခဲ့တဲ့ရပိုင်းကပဲဒေါ်ဆန်းစုကြည်ကနေပြည်တော်မှာဒီနိုင်ငံသားတာဝန်တွေဖိတ်ခေါ်ပြီးတော့သူနိုင်ငံသားရေးမူဝါဒကိုရှင်းသွားရှိပါတယ်အဲ့မှာခေါ်ဝေါ်အသုံးလုံးတခုပေါ့လေမြန်မာနဲ့ဘာမာဆိုပြီးတော့လေဆိုတော့အဲ့လိုအဲ့လို နှစ်ခုပေါ့လေသူအလင်းတင်းတယ်လို့သူအခုလောဆယ်တော့ဘာမှသုံးတယ်ပေါ့နောက်ပိုင်းမြန်မာသုံးတယ်ပေါ့အဲ့နှစ်ခုမြန်မာနဲ့ဘာမှဘယ်ဟာပူပြီးတိုင်းပြီးတွေ့အတင့်တော်ဆုံးလို့အငယ်ယူဆတယ်ကျွန်တော်ယူဆတော့မြန်မာပဲပါဘာမှတော့ဘာမှဘာမှပဲလေဘာမှအနေနဲ့လည်းဘာမှပြည်နယ်တစ်ခုတော့ရှိတယ်နဲ့ပေါ့ဟုတ်လားအဲ့ဒါပေါင်းလိုက်တော့မှမြန်မာဆိုတာပူပြီးတော့တင့်တော်လိမ့်မယ်ကျွန်တော်ထင်တယ်အဲ့တော့အငယ်အနေနဲ့ကဒီတိုင်းပြည်နာမည်အခေါ်ကမြန်မာဘူးတင့်တော်လို့ပြောတယ်တင့်တယ်ဘူးတင့်တော်ပါလေဟုတ်ကဲ့ဒီနောက်တစ်ခုပေါ့လေဟိုနောက်ဆုံးမိန့်ခွန်းတစ်ခုအနေနဲ့ဒီဘာပြော SND ကဒီ NND နဲ့မိတ်ဖက်လည်းဖြစ်တယ်ဆိုတော့ NND ကခုအစိုးရဖွဲ့လာဖွဲ့လာပြီဖြစ်တယ်ဆိုတော့ဒီ NND အစိုးရအစ်စ်ကိုနောက်ဆုံးပေးခွင့်နေတယ်ပေါ့လေ and and ဒီ SND နေနဲ့ဘာတွေအကြံပြုတိုက်တွန်းခြင်းလဲလက်တလုံးမှာဘာတွေလှုပ်ဆောင်တဲ့နေဆိုတာမျိုးအကြံပြုတိုက်တွန်းခြင်းလဲဟောကျွန်တော်ကတော့သူစကိုက်တဲ့ဒီငင်းကြိုင်းကိစ္စတို့ကျွန်တော်ကလက်ခံတယ်အားလည်းပြီးတယ်နော်သူစားပါလို့ပါနော်လူရင်းလဲဒါကျွန်တော်တို့အင်တိုင်းအားတွေပါဝင်ပါမယ်ဘာလို့ဆိုကျွန်တော်တို့ကလည်းဒါအာ ထောင်ကထွက်လာတယ်လေဒီညဉ့်ရည်လို့ပို့ပဲတို့ဒီညဉ့်ရည်ရဲ့တုပ်ကိုရဲ့တော့ယုံကြည်မှုတိဆောက်ဖို့ကျွန်တော်တို့နော်ရှာရှာကရနော်ရှာမို့ကျွန်တော်တို့ပြီးပြီနော်အဲ့တော့ဆိုလိုတာကတော့ကျွန်တော်တို့ဒီယုံကြည်မှုတိဆောက်ပြီးလို့လှုပ်လှုပ်ပြီးကမှရှင်းပြောရင်ကျွန်တော်တို့ကအာဒီတိုင်းသားရဲ့ယုံကြည်မှုရမှာပဲဒီတိုင်းပြတိဆောက်လို့ရမှာအဲ့တော့ NLD ကိုလည်းကျွန်တော်ပြောခြင်းတယ်နော်အားလုံးပါပဲဗျာမဟုတ်ဘူးဆိုတော့ရှင်းပြောရင်တော့ဟို ပြောရဆိုရတယ်မှာစင်ကြီးချင်းပြောကြပါတော့လေးလေးသားပါဟုတ်ပေးတဲ့ဂရိကိုလည်းနော်ဆေရှင်းမရောတီးပါနော်အခုဒီကိစ္စတွေမှာခဏခဏခဏဂရိပြက်လို့ဒီတန်လျာရှည်နေတယ်ဆိုတာတော့ကျွန်တော်ဒါတွေ့တွေ့ရရပြီပေါ့လေဆိုလိုတာကတော့တယောက်တယောက်နဲ့နော်ဟိုမလီစရန်တယောက်တယောက်မြင့်စရန်နော်အဲ့လိုဆက်ဆံပါတာလေနော်ဒါဒီလူချင်းနဲ့မှတ်နိုင်တာ ဒါအများဆုံးရောက်နိုင်မယ်လို့ကျွန်တော်လုပ်နေပါတယ်ဟုတ်ကဲ့အခုလိုဖြေချပေးရအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးပါဟုတ်ကဲ့